မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ31ရက်နေ့မနက်ပိုင်း Radio NUG ပြည်တွင်းသတင်းများကိုတင်ပြပေးပါရမင်းကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့အင်အား9တသမ9အဆင့်ရှိတဲ့သကိုင်းမြို့ဗဟုငလင်လှုပ်ခတ်ပြီး၂ရက်အကြာ9တသမ1အဆင့်ရှိတဲ့မြင်းငလင်မန္တလေးမှာထပ်မံလှုပ်ရှားသွားတဲ့တရင်ကိုတင်ပြပေးပါမယ်။အင်အား9တသမ9အဆင့်ရှိတဲ့သကိုင်းမြို့ဗဟုငလင်လှုပ်ခတ်ပြီး၂ရက်အကြာ9တသမ1အဆင့်ရှိတဲ့မြင်းငလင်မန္တလေးမှာထပ်မံလှုပ်ရှားခဲ့တယ်လို့တရင်ရရှိပါရယ်။မန္လာ30ရက်နေ့မွန်းလွဲတနေ့38မိနစ်မှာမန္တလေးမြို့အနီးဗဟုပြုတ်ပြီးတော့အင်အား Richter scale 9တသမ1အဆင့်ရှိတဲ့မြင်းငလင်လှုပ်ရှားခဲ့ကြောင်းအမေရိကန်အခြေစိုက် USGS ကတရင်ထုတ် ်ပြန်ထားပါရင်မြန်မာပြည်တွင်မန္တလေးမြို့ရဲ့အနောက်မြောက်ဘက်28ကီလိုမီတာကန်အကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြုပြီးတော့ AR Stars K 9.1အဆင့်နဲ့အတော်အသင့်အင်အားရှိတဲ့မြေငလင်တစ်ခုထပ်မံလှုပ်ရှားခဲ့ကြောင်းသိရတယ်လို့ NUG လူသားစာနာဝန်ကြီးဌာနကလည်းသတင်းထုတ်ပြန်ထားပါရင် လက်တလုံးမှာမန္တလေးမြို့အတွင်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနဲ့ပိတ်မိနေတဲ့လူများကိုကယ်ထုတ်နေခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။မလ28ရက်နေ့ငလင်ကျောင်းတည်ဆုံးသူဥယေ1000ကျော်ရှိပြီဖြစ်တယ်လို့ဒဏ်ရာရသူဥယေ2200ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအမေရိကန်ပြည်ထောင်စုကမြန်မာနိုင်ငံအခြေစိုက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့အဖွဲ့အစည်းမှတစဉ်ဒေါ်လာအမေရိကန်ဒေါ်လာနှစ်သန်းအထိပံ့ပိုးကူညီပေးရသွားမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမေရိကန်ပြည်ထောင်စုကမြန်မာနိုင်ငံအခြေစိုက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့အဖွဲ့အစည်းမှတစဉ်ဒေါ်လာအမေရိကန်ဒေါ်လာနှစ်သန်းအထိပံ့ပိုးကူညီပေးရသွားမှာဖြစ်ကြောင်းအသိပေးကြေညာပါရင်မလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့စကိုင်းငလင်အတွက်အရေးပေါ်တုံ့ပြန်မှုအနေဖြင့်အမေရိကန်ပြည်ထောင်စုဟာမြန်မာနိုင်ငံအခြေစိုက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ပေးသည့်အဖွဲ့အစည်းများမှတဆင့်ဒေါ်လာအမေရိကန်ဒေါ်လာနှစ်သန်းအထိပံ့ပိုးကူညီပေးအပ်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာအရေးပေါ်နားခုစရာအစာအသောက်စေဝါလိုအပ်ချက်နဲ့ရေရရှိနိုင်မှုအပါအဝင်ငလျင်ဘေးတင်ဒေသများမှာရှိတဲ့ပြည်သူများရဲ့အပူတပြင်းလိုအပ်ချက်များကိုတုံ့သက်ဖော်ထုတ်ရန်မြန်မာနိုင်ငံကိုရောက်ရှိလာမှာဖြစ်တယ်လို့ဆိုပါတယ်။ပြည်စည်းဆုံးရှုံးမှုများမှပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြတဲ့မြန်မာပြည်သူများနဲ့တကွာအမေရိကန်ပြည်ထောင်စုကယက် တည်လျက်ရှိပြီးအခက်အခဲကာလအတွင်းအသက်ဆုံးရှုံးမှုများနဲ့လမ်းပန်းဆက်သွယ်ရေးပျက်စီးဆုံးရှုံးမှုများအတွက်လည်းအားလုံးနဲ့တက်တူမိမိတို့ဝမ်းနဲ့စိတ်မကောင်းဖြစ်ရတယ်လို့ဖော်ပြထားပါရခင်ဗျာ။ ဆလဘီငလင်ဘေးတန်တဲ့မြန်မာပြည်သူပြည်သားများအတွက် UK အစိုးရမှစတာလင်ပေါင်၁၀သန်းထောက်ပံ့တဲ့တရင်ကိုတင်ပြပေးပါမယ်။မတ်လ၂၈ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုပြင်းအားမက်ဂနီကျူ9.3အဆင့်ရှိတဲ့မြေငလင်လှုပ်ခတ်ခဲ့ရမှာငလင်ဘေးတန်တဲ့ပြည်သူပြည်သားများအတွက် UK အစိုးရမှစတာလင်ပေါင်၁၀သန်းထောက်ပံ့ကြောင်းမတ်လ၂၉ရက်နေ့ကကြေညာခဲ့ပါတယ်။ UK ရန်ပုံငွေအစီအစဉ်ဟာငလျင်တန်အပြင်းထန်ဆုံးခံရတဲ့ဒေသများမှာရှိတဲ့အကူအညီများကိုထပ်လောင်းတိုးမြှင့်ပေးသွားမှာဖြစ်ပြီးတော့အစားအစာနဲ့ရေထောက်ပံ့မှုစေဝါနဲ့နေစရာအမွေအကာများရရှိစေရန်အတွက်ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးကတော့ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုပြီးတဲ့နောက်မှာ UK ကမြန်မာပြည်သူပြည်သားများထံအသက်ကယ်အကူအညီတွေချက်ချင်းပေးပို့လျက်ရှိပါတယ်။ UK မှရန်ပုံငွေထောက်ပံ့ထားတဲ့ပြည်တွင်းမိဘအဖွဲ့အစည်းတွေကမြေပြင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုတွေ ကိုအကောင့်ထေဖို့ဆောင်ရွက်နေပြီဖြစ်ပြီးတော့အခုထောက်ပံ့လိုက်တဲ့ Starling ပေါင်း၁၀တန်းက၎င်းတို့ရဲ့ကုညီကေစေးလုပ်ငန်းတွေကိုပုံမှုအားကောင်းလာစေမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဒီဂျေကွဲပွဲဖြစ်ရတဲ့အတွက်မြန်မာပြည်သူပြည်သားအားလုံးကိုအလေးနက်ဆုံးသောကုချင်းစာမှုဖြစ်ဂယုနာတက်မိကြောင်းလည်းဖော်ပြထားပါတယ်ခင်ဗျာ။ ဆလဘီယူရို2985ကို MOHATM ထံလွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ NUG ပြင်သစ်ကိုယ်စားလှယ်ယုံအတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။အလူငွေစတင်ကောက်ချိန်မလ28ရက်နေ့ကနေမလ30ရက်နေ့အထိယူရို2985ရရှိပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG မှလူသားချင်းစာနာထောက်ထားရေးနဲ့ BND ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHATM ထံလွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ NUG ပြင်သစ်ကိုယ်စားလှယ်ယုံမှအတိပေးဆိုထားပါတယ်။မလ28ရက်နေ့မြန်မာနိုင်ငံမှာငလင်လှုပ်ခတ်မှု ှုအပြီးစီးလုံးညီညွတ်စွာကူညီပါဝင်ပေးကြတဲ့ပြင်သစ်ရောက်မြန်မာများနဲ့မိတ်ဆွေပြင်သစ်များအရောက်ချင်းစီတိုင်းကိုဥစွာကျေးဇူးအထွန်းတီရှိအပ်တယ်လို့ဖော်ပြထားပါတယ်။လူဒန်းမှုမှတ်တမ်းလွှာများကိုလည်းဆက်လက်ပို့ဆောင်ပေးနေတယ်လို့ဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီး48ရက်မပြည့်ခင်တိမ်ပေါင်း4500ကျော်အချိန်နဲ့တပြေးညီကူညီနိုင်အောင် SCF မှအမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ခဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မြေငလင်းတဘာဝဘေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းမှာ48ရက်မပြည့်ခင်မှာမြန်မာငွေကျပ်တိမ်ပေါင်း4500ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။မြေငလင်းတဘာဝဘေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းမှာရရှိထောက်ပံ့ငွေများကိုလည်းအချိန်နဲ့တပြေးညီအမြန်ဆုံးကူညီနိုင်အောင်ပထမအကြိမ်အဖြစ်သိန်း2000ကျပ်တီတီယခုဒုတိယအကြိမ်အဖြစ်သိန်း2500ကျပ်တီတီကို NUG ရဲ့အစိုးရရဲ့လူသား ချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသို့အောင်မြင်စွာလွှဲပြောင်းပေးအပ်လိုက်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။မြန်မာလင်းတဘာဝဘီထောက်ပံ့စာနာကူညီပေးကမ်ပိန်းမှာ48နိုင်မပြည့်ခင်မှာတောင်မြန်မာငွေကျပ်သိန်းပေါင်း4500ကျော်ရရှိပြီးတော့နောက်ထပ်လည်းဇက်တိုက်ပါဝင်လူဒန်းပေးနေကြတဲ့ပြည်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိအပ်တယ်လို့ဆိုထားပါတယ်။ဆက်လက်ပြီးလည်း AB လ17ရက်နေ့အထိစိတ်ကြယုံကြည်စွာဝိုင်းဝန်းပေးဖို့လူဒန်းနိုင်ပါတယ်လို့လည်း SDB မှဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ဆလဘီငလင်ဘဟုပြုတ်လှုပ်ခတ်ခဲ့တဲ့စကိုင်းမြူနယ်မှာရုပ်အလောင်းများရှင်းလင်းနိုင်ခြင်းမရှိသေးဘဲအပုံနှံထွက်ပြီးတော့ကေဆေးရီလုပ်ငန်းများလူဝဲချက်ကြီးမားနေတဲ့တရင်ကိုတင်ပြပေးပါမယ်။ငလင်ဘဟုပြုတ်လှုပ်ခတ်ခဲ့တဲ့စကိုင်းမြူနယ်မှာရုပ်အလောင်းများရှင်းလင်းနိုင်ခြင်းမရှိသေးဘဲအပုံနှံထွက်ပြီးကေဆေးရီလုပ်ငန်းများလူဝဲချက်ကြီးမားနေတယ်လို့ဒေသတရင်ရင်းမြစ်များကအတည်ပြုဆိုထားပါတယ်။အဆိုပါဖြစ်ရက်အားမတ်လ30ရက်နေ့မှာ Radio NUG ကအတည်ပြုမေးမြန်းရာမှာစကိုင်းမြူနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှပြောကြားရာမှာဟုတ်ပါတယ်ခင်ဗျာ။ကေဆေးရီ ီထိထိရောက်ရောက်မလုံနိုင်သေးပါဘူးခမညာတက်ကြွလူငယ်တွေအပြင်ရောက်နေပြီးတော့မြို့တွင်းမှာစကားစနဲ့ပြူတွေပဲကြီးစိုးနေလို့ကူညီကယ်ဆယ်ခြင်းပေမဲ့မလုံနိုင်တဲ့အခြေအနေဖြစ်နေပါတယ်လို့ဖြေကြားထားပါတယ်ဒီဖြစ်စဉ်မှာဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုပေးအပ်ဖို့နဲ့အခြေအနေကိုအကဲဖြတ်ဖို့အာဏာပိုင်တွေရဲ့ခွင့်ပြုချက်ရတာနဲ့တပြိုင်တည်းမြန်မာနိုင်ငံနဲ့အိန္ဒိချင်းနိုင်ငံတွေမှာရှိတဲ့ဆေးဘက်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဝန်ထမ်းတွေကငလင်တန်တင်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့အဆင့်သင့်ရှိတယ်လို့နေစည်းမထားဆရာဝန်များ အဖွဲ့ကလည်းထုတ်ပြန်ကြေညာထားပါတယ်။ထီရောက်တဲ့တုံ့ပြန်မှုတွေဆောင်ရွက်နိုင်ဖို့အတွက်ငလင်အတွင်းထိခိုက်ခဲ့တဲ့ဒေသတွေစီအ мян ဆုံးတွားရောက်ဆောင်ရွက်ခွင့်မရှိမဖြစ်လိုအပ်တဲ့ထောက်ပံ့ပို့ဆောင်မှုပစ္စည်းတွေနဲ့ဤပညာရှင်တွေအတွက်အချိန်နဲ့တပြေးညီခွင့်ပြုပေးဖို့အရေးကြီးတယ်လို့ဆိုထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းဌာနမင်းတီဟန်နဲ့မင်းစစ်သွေးတို့ကပြပူထားတာဖြစ်ပါတယ်ခင်ဗျာ။